ဂျပန်နိုင်ငံရဲ့နီပွန်ဖောင်ဒေးရှင်းကငလင်တန်ခံခဲ့ရတဲ့မြန်မာနိုင်ငံကိုဒေါ်လာ3တန်းတန်ဖိုးရှိတဲ့အရေးပေါ်အကူအညီတွေထောက်ပံ့ပေးမယ်လို့၎င်းရဲ့ဝက်ဘ်ဆိုက်မှာကြေညာခဲ့ပါတယ်။အရေးပေါ်အကူအညီတွေအဖြစ်ငလင်ကြောင့်ထိခိုက်ပျက်စီးတဲ့နေရာဒေသတွေကိုအစားအစာ၊ဆေးဝါးနဲ့တခြားလိုအပ်တဲ့ပစ္စည်းတွေအပါအဝင်ဒေါ်လာ3တန်းတန်ဖိုးရှိတဲ့အကူအညီတွေပေးရဖို့ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ဖော်ပြထားပါတယ်။ ရန်ကုန်မြို့မှာရှိတဲ့နိဗ္ဗာန်ဖောင်ဒေးရှင်းမြန်မာဆက်ဆံရေးရုံးရဲ့အဓိကဆောင်ရွက်ချက်နဲ့အကူအညီတွေပေးပို့ရမယ့်နေရာဒေသတွေကိုညှိနှိုင်းဆောင်ရွက်မှုနဲ့မြေပြင်လိုအပ်ချက်နဲ့အညီအကူအညီတွေကိုအလင်းအမြန်ပေးပို့သွားမယ်လို့ဆိုပါရယ်။မြန်မာနိုင်ငံနဲ့အနီးတဝိုက်ဒေသတွေမှာလှုပ်ခတ်ခဲ့တဲ့ငလင်တန်းကြောင့်ထိခိုက်ခံစားခဲ့ရသူတိုင်းအတွက်ဝန်ထမ်းကြောင့်အလေးနက်ပြောကြားလိုပါရယ်။ နေပုံဖောင်ဒေးရှင်းဟာမြန်မာနိုင်ငံမှာအနာဂျီယောဂါပပျောက်ရေးအစီအစဉ်တွေနဲ့အစပြုပြီးနိုင်ငံအတွင်းနှစ်ပေါင်း90ခန့်လောက်ကင်ဆောင်ရွက်ခဲ့ပါတယ်။ပြီးတော့လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးချမ်းမာရေးတန်ရှင်ရေးပညာရေးဝန်ထမ်းဖလှယ်ရေးနဲ့မတန်ဆွမ်းသူတွေအတွက်ပံ့ပိုးကူညီမှုအပါအဝင်နေပယ်ကဏ္ဍအသီးသီးမှထောက်ပံ့ကူညီပေးခဲ့ပါတယ်လို့နေပုံဖောင်ဒေးရှင်းရဲ့ဥက္ကဋ္ဌဖြစ်ပြီးဂျပန်အစိုးရရဲ့မြန်မာနိုင်ငံအမျိုးသားရင်ကြားစေရေးဆိုင်ရာအထူးတန်တမန်ဖြစ်သူရိုဟေဆာဆာကာဝါကပြောပါရယ်မိမိအနေနဲ့2013ခုနှစ်ခရဲကမြန်မာ ိုင်ငံမှာငြိမ်းချမ်းလုပ်ငန်းစဉ်တွေမှာပါဝင်လှုပ်ဆောင်ခဲ့ကြောင်းဧပြီ၂ရက်မှာမြန်မာနိုင်ငံကိုလာရောက်ဖို့အစီအစဉ်ထားကြောင်းနဲ့အကူအညီတွေပို့ဆောင်နိုင်မဲ့နေရာတွေနဲ့အခြေအနေတွေကိုလေ့လာကြည့်ရှုမှာဖြစ်ကြောင်းလည်းဆဆောင်ကာဝါကပြောပါရယ်။